Hi SGA ထဲကနေကြိုဆိုလိုက်ပါရစေ။ဒီဗီဒီယိုမှာတော့လက်တော့တလုံးဘလို့ပြုလုပ်လေဆိုတာအစဉ်အဆင်းရှင်းပြပေးသွားမှာပါ။လက်တော့ပြုလုပ်တဲ့နေရာမှာဒီဇိုင်းကနေဈေးကွက်တွင်နေအထိလုပ်ငန်းစဉ်အများကြီးပါဝင်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါ။လက်တော့တလုံးပြုလုပ်ပုံဟာရှုပ်ဖြေပြီးဤပညာအစဉ်မြင်တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါလေ။ဒီလုပ်ငန်းစဉ်ကိုအစဉ်အဆင်းရှင်းပြပေးပါမယ်။နံပါတ်1ဒီဇိုင်းရွေးဆိုခြင်းဒီအစဉ်မှာလက်တော့ရဲ့ဒီဇိုင်းကိုစတင်ရွေးဆိုပါတယ်။ ဒီ laptop ကိုဘယ်လိုလိုအတွက် design ဆွဲမလဲဥပမာကျောင်းသားများစီးပွားရေးလုပ်ငန်းရှင်များဂိမ်းကစားသူများ laptop ရဲ့အဓိကလုံဆောင်ချက် laptop ရဲ့အဓိကလုံဆောင်ချက်တွေကိုတတ်မှတ်ရပါမယ်ဥပမာဆွမ်းဆောင်ရည်မြင့်ပြီးပေါ်ပါတဲ့ laptop နံပါတ်1ပစ္စည်းများထုတ်လုပ်ခြင်းဒီအစိမ့်မှာ laptop အတွက်လိုအပ်သောငွေမွန်းနှံတွေကိုထုတ်လုပ်ပါတယ် Intel AMD စားတဲ့ကုမ္ပဏီကြီးများမှထုတ်လုပ်ပါတယ် မမူရီထုတ်လုပ်သူများမှာထုတ်လုပ်ပါတယ်။ Hard drive ဒါမှမဟုတ် SSD ထုတ်လုပ်သူများမှာထုတ်လုပ်ပါတယ်။ SSD ဒါမှမဟုတ် OLED ဖန်တာမြင့်များကိုထုတ်လုပ်ပါတယ်။လက်တော့အကြောဘက်ထရီကိုထုတ်လုပ်ပါတယ်။နံပါတ်၃အစိတ်ပညာစုစည်းခြင်းဒီအစစ်မှာထောက်လုပ်ပြီးရဲ့ component တွေကိုစူးစီးပါတယ် CPU, RAM, GPU စတာတွေကို motherboard ပေါ်တက်ဆင်ပါတယ် စပရင်ကိုလက်တော့ရဲ့ body line ချိတ်ဆက်ပါတယ်ဘက်ထရီကိုလက်တော့ရဲ့အတွင်းပိုင်းမှာတက်စီပါတယ် input device ကိုချိတ်ဆက်ပါတယ်နံပါတ်၄စပိုင်ဆိုင်ရာဆက်လက်ခြင်းဒီအဆင့်မှာလက်တော့ကိုဆက်လက်ပါမယ်ပစ္စည်းတွေငေါမှုစွာအလုပ်လုပ်လာဆိုတာဆက်လက်ပါတယ် operating system windows mac os linux tv ဆက်လက်ပါတယ် လက်တော့တလုံးပြုလုပ်ဖို့ဆိုတာဒီဇိုင်းကနေဈေးကွက်တင်တဲ့အထိလုပ်ငန်းစဉ်တွေများစွာပါဝင်ပါတယ်။ဒီလုပ်ငန်းစဉ်တွေဟာနီးပညာမြင့်မားပြီးလူအင်အားနဲ့စက္ကရိယာတွေလိုအပ်ပါတယ်။ဒါကြောင့်လက်တော့တလုံးရဲ့နောက်ကွယ်မှာကြီးမားတဲ့လုပ်ငန်းစဉ်တွေရှိနေတာကိုတတိပြုတင်ပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ကျွန်တော်နဲ့အတူတူနီးပညာကိုအတူတူလေ့လာကြမယ်။ subscribe လုပ်ပြီးဘယ်တော့မှဖတ်နှက်အတူရှိနေဖို့မမေ့ပါနဲ့ see you next week